မင်္ဂလာပါရှင်ကျောင်းကုန်သူ Oreo Channel ကကြိုဆိုပါတယ်ဒီနေ့နှာစင်ရမှာတော့ဆရာမောင်သိန်းဆိုင်ရေးသားတယ်ကာလီမာဤမာနာဆိုတဲ့ဝိထုတူလေးပဲဖြစ်ပါတယ်ရှင်ဒီဝိထုမှာတော့လူတွေမှာရှိအပ်တဲ့အရေးချင်းနဲ့အတွင်းစိတ်တဏ္ဍန်ကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ကာလီမာဤမာနာစင်စစ်သူဟာစာတဒံပေတဒံရေးသားချိပရလာအောင် ထင်ရှားကြော့ကြသောပုဂ္ဂိုလ်တူကမဟုတ်ပါဘူး။တိုင်းပြည်တပြည်ကြီးခေါင်းဆောင်လည်းမဟုတ်။လူကြိုက်များလာသော ရုပ်ရှင်မင်းသမီးကျော်လည်းမဟုတ်။သူကတော့တလ15ချက်မျှသောအသည်ပြားဖြင့်အင်တကာလဲ၍အဝတ်ဖွှော်ရသော သူတစ်ယောက်သာသည်။ဒီအကြောင်းချင်းသည် သူ၏အထုပ်ပတ်တီမဟုတ်။သူ၏ချစ်စလန်လည်းမဟုတ်။လူသားတယောက်တွင်ရှိအပ်သောအရေးချင်းနှင့် အတွင်စိတ်တရံကို တင်ပြချင်းမြောက်လိုခြင်းသာအဓိကဖြစ်ပါသည်အိမ်ပေါ်ခေါ်ထားသောမိန်ကလေးတောသို့ပြန်သည်ဆိုလျင်မင်းအိမ်တွင်ကတိလင်ဒဖြစ်ကုန်တော်သည်ကမောက်ကမဖြစ်ကုန်တော်သည်အိမ်တော်ဝင်ကလေးတော်ဝင်ချက်ပြုတ်ရေးတော်ဝင်များအိမ်ရှင်မအပေါ်ပြီကြလာတော်သည်ဒီတော့အိမ်ကြီးနာချင်းတယောက်ကမရှိရနိုင်သည့်အလားအကြံတစ်ခုပေးလာသည်အဝိရှောသောသူတယောက်ငှားဖို့ပင်သို့ဖြင့်ကာလီမသည်အိမ်သို့ရောက်လာရတော်သည်ကာလီမသည် ်အသက်20ကျော်30နီးပါးရှိပြီးလုံချစ်ပြည့်တင်းသောကိုနှင့်တနာကမရုပ်ရည်ကိုပိုင်ဆိုင်သည်အကယ်၍အသားမှာညစ်သေးမနေဘူးဆိုလျှင်အဝတ်အစားတို့စုတ်ချမနေဘူးဆိုလျှင် ကာလီမသည် ကြည်ပြောရှုပြောရှိသောမိမတယောက်ဖြစ်မိမှတေးကြသည်နမဲဘလို့ခေါ်တယ်လဲကာလီမပါနေတော့တာကေတာကတလဘလောက်ပေးရမှာလဲ35ချက်အဝတ်တွေတော့ကောင်းကောင်းရှော့ပေးရမယ်နော် ိတ်ချပါကိုဒီလိုဖြင့်အိမ်တွင် ကာလီမအလုံးဝင်သည်အလုံးဝင်သည်ဆိုတော့လေမပုံမတင်ရပါခန့်စားမပေးရပါချက်ချင်းဆိုဆိုပဲအဝဲပုံကြီးတပုံနဲ့ဆက်ပြားတရောင် ထိုးအပ်လိုက်သည်ကာလီမသည်ရေချိုးကန်းသို့ဝင်ကားတပုံပုံတတိုင်းတိုင်းနဲ့ဖွှျော်လီတော့သည်အလုံးဝင်နေဝင်ချင်းပင်အင်ရှင်မကကာလီမကိုသဘောကျသွားတော့သည်တိတ်မြန်တဲ့ကလမကြည့်ပါဦးအဝဲတပုံကြီးကိုပြက်ကဲပြက်ကဲနဲ့လျှော်သွားလိုက်တာ အဝိတ်တွေလည်းတိတ်ဖြူတာပဲစပြကုံလည်းတိတ်သက်သာတာပဲကာလီမာသည်အဝိတ်လျှော်ပေးရုံသာမကကျမ်းပါတိုက်ပေးသွားသည်ပကံစီးပေးသွားသည်အင်ရှင်မအတွက်တနခါသွေးပေးသွားသည်တန်းရှာပေးသွားသည်ကာလီမာသည်ခလေးတွေနဲ့လည်းရေရေမောမောဆက်ဆံသွားသည်အလုံးကသဘောကျသည်ခလေးတွေကပဲနမေကကာလီမာညီရာကတာဂီတာဟုရွှတ်နှောက်လိုက်ကြသည်ပထမရသရပတ်မှာတော့ ကာလီမသည်အာလုံ၏အလိုကျဖြစ်နေသည်ဒီတွင်ကာလီမ၏ဘဝကို စစ်စစ်စေငုံကြသည် ကာလီမတွင်ယောက်ျားရှိသည်ကလေးငယ်ရှိသည်သူပါကောင်းလဲမကာလီမနော်အဝတ်လျှော်ပြီးပတ်စံရှာပေး သူကအရက်တောက်ပြတဲ့မင်းငယ်ယူရဲဒါကြောင့်ကာလီမစိတ်ဆိုးဆိုးနဲ့သူ့ကိုအိမ်ပေါ်ကမောင်းချပစ်လိုက်တယ်။ရှက်တဲ့ဘက်လွန်မြောက်ပြီးရှေ့ရမြောက်သောနေမူကကာလီမဖွေးဖောက်လာသည်။အဝတ်တွေကောင်းစွာမဖြူ စပြတိုက်ပြီးနာနာမဖို့ပဲရေထဲနှစ်စေးကရေညှစ်ပြီးလှမ်းပေးခဲ့သည်ထို့ကြောင့်ရှယင်းကြီးလက်ခောက်လိုလေကုတ်လိုကော်လန်လိုနေရာများမှာဂျေးတို့ပေကြံစဲပေကြံမြဲဖြစ်နေသည်ဤသည်နှစ်ပတ်သက်၍ကာလီမဖြည့်ရှင်းချက်ထုတ်သည် မနက်ကလေးကနော်ကာလီမဘာမှမစားခဲ့ရအောင်မှပိုက်ထဲမှာအစာမရှိဘူးနော်အလုံးမလုံးနိုင်ဘူးမရဲ့ဒီတော့လေကာလီမကိုဝိုင်း၍တနာကြသည် စောစောကပြောရောပေါ်ကလီမိုင်းတို့အိမ်မှာကလူတယောက်စာထမင်းဟင်းဆိုတာအမြဲပိုနေရနောက်ကျရင်ပြောမနေနဲ့ကိုဘသာတိခါရဲခုခတ်စာသိလားတီတီကာလီမကိုခွင့်ရေးပေးလိုက်ကြသည်တို့တိုင်အောင်လေကာလီမသည်တခါတည်းရင်အိမ်မှာထမင်းစားရပါလျက်အဝတ်တို့ကိုပြီးစလွယ်ဖို့လျှော်သွားတတ်ခြင်းမျိုးရှိသည် ပြောလင်ဟုတ်ကဲ့ဟုတ်ကဲ့နဲ့ခေါင်းညှိသွားတတ်တော့လေလက်တွေ့တွင်မူပြီးစလွယ်လှုပ်သွားလိမ့်ရှိသည် ထို့ကြောင့်သူဝိရှောပြီဆိုရင်အင်ရှင်မကနဘေးမှထိုင်ဆောင်ရသည်ထိုင်ဆောင်နေစဉ်တွင်လျှော့သောအဝတ်သားဖြူသည် မျက်စိလစ်သည်နှင့်တပြိုင်တည်းပြီးစလွယ်လုံးမြင်ကြတော့လေကာလီမအပေါ်စိတ်ပြက်လာရသည်ချော့တလီ၆တလဲနှင့်ပင် ပထမလအုံလွန်သွားခဲ့သည်ဒုတိယလသို့ရောက်လာသည် ပထမလအတွက်ငွေရှင်းပေးစဉ်တွင် အင်ရှင်မကရာဇသံပေးသည်ဒီမဲ့ကာလီမညီဒီချိုးတိုင်းဆိုရင်တော့အမားတို့နဲ့ကြာရှည်မဖြစ်ဘူး အခုအချိုးတိုင်းချိုးမယ်ဆိုရင်ဖြင့်မနေ့ဖြန်ကစပြီးမလာနဲ့တော့အချိုးကိုပြင်မယ်ဆိုရင်လာခဲ့ဒါပဲကာလီမသည်နောက်တစ်နေ့ရင်ရောက်လာသည်ကောင်းကောင်းဖွှ့လျှော်ပေးမည်ဟုသောဝန်ခံချက်ဖြင့်ဖြစ်သည်အစပထမတည့်ရက်နှစ်ရက်တွင်သာဟန်ကြသည်နောက်ရက်များတွင်ကာလီမယူရီးယားဟန်မပြတ်တခါတည်းရန်ရေကိုပင်ဆင်အောင်မညစ်သဖြင့်အဝတ်တွေမှာရေစောနှမ်းလျက်မခောက်ခောက်ကြီးဖြစ်နေတဲ့သည်မဖြစ်ဘူးကာလီမကတော့တော်မလို့လို့နဲ့အတော်ဆိုးတဲ့ဟာမှာ သူအစားတခြားတယောက်ရှာမှဖြစ်မယ်။ကာလီမ ాయి နေရွက်ကိုတွေ့ကြည့်သည်။တနေ့ငါးမှုနှုံးနဲ့ကြာသမျှကိုရှင်းပေးလိုက်သည်။ဒီမဲ့ကာလီမဟုတ်ကဲ့မ။နေ့ဖြန်ကစပြီးတို့များရင်ကိုအလုံစင်းမှုမလို့တော့ဘူးသိလား။ဘာဖြစ်လို့လဲမရဲ့။ဘာဖြစ်ရမှလဲညှိချော်တဲ့ဝတ်တွေက စင်မှမစင်မဲ။ပြောင်မှမပြောင်မဲ။ငါမှညှိချော်ပြီးသားတွေထထကြီးလျှော်နေရတယ်။ပြီးတော့မထူးဘူးကြီးနေရွက်တွေယူနေ့ဖြန်ကစပြီးအလုံမစင်းနဲ့တော့သိလား။ အလုတ်ခန်းတော့ငါလိုပင်ဖြစ်သည် notice မပေးဘာမပေးနဲ့ကာလီမကိုအလုတ်ဖြုတ်လိုက်သည်သို့တိုင်နောက်တနေ့အချိန်တန်လျင် ကာလီမရောက်လာသည် တားနေသည့်ကြားမှပင် သူ့ဘသာအဝေဟောင်းများကိုရေပေါ်မှန်အောင်ပုံချပြီးဖွှတ်လျှော်ပေးသွားသည် နောက်နေ့နောက်နေ့တွင်မှလည်းဝတ္တရားမပြတ်ကာလီမသည်အလုတ်ကထုတ်တော်လည်းမထွက်ပတ်စံလည်းမတောင်းကြာတော့တနာလာကငွေရှင်းပေးရပြန်သည်ကာလီမပြောမယ်မှာဒီလိုဒီလိုရှိရဲ့ ကလီမလေးအမတို့တိန်ထဲမှာအဝတ်လျှော်ရတာမဟုတ်ဘူးတိန်ထဲဆိုရင်လည်းမစားလောက်ဘူးမိုက်ဒါကြောင့်ဒီနေ့ဒီနေ့မှာပုံလေးရင်လျှော်ရတယ်ဒါမှသမင်းဝရမအမစဉ်းစားကြည့်ပါအဝတ်တွေဒီလောက်ဒီလောက်ပုံလေးရင်လျှော်ရတယ်နော်မောရမတခါတလေအမတို့အိမ်ရောက်ရင်လက်တောင်မမြောက်ချင်တော့ဘူးဒါကြောင့်အဝတ်မဖြူလာပါမရဲ့ကာလီမကြီးဖြည့်ရှင်းချက်ကိုကြားရပြန်တော့ခါတိုင်းလိုပင်ခွင့်လွှတ်ရပြန်သည်ကျင်းနဲ့လိုက်ရပြန်သည်ဒီလိုလို့ ਈ ညီကိုရှိရမလားသူကရုံးပြင်ကနာသွားရတယ်လူကြီးလူကောင်းနေနဲ့တွေ့ရတယ်ဒီတော့သူ့အဝတ်ကဖြူမှဖြစ်မယ်သူ့အဝတ်ကိုခယူဆိုင်ရောကျန်တဲ့ကလေးအင်ကြီးတွေပါလေကိုတော့တိတ်ကြီးမဆိုင်ချင်နေဒါပေမဲ့အိမ်တွေကိုအလှဲ့ကျနေသွားသုံးရက်မှတစ်ချိန်လောက်ဒိုးအင်ကိုစစောလာဒိုးအင်ကပြီးမှသူများရင်သွားဟုတ်လားဒီလိုဖြင့်ပြေးလဲမှုရက ကာလီမတတိယလာမြေပြန်သည်သူ့တိုင်အောင်လဲအဝတ်တွေကပေးကြံပြီးတခါတရံရက်ပြက်တက်သေးသည် သုံးလေးရက်ကြောင်မလာပဲနေချင်းနေတတ်သည်မိပြန်တော့လဲစင်ကြေစင်လက်အပြည့်နှင်းညာကကလေးနေမကောင်း၍အေးအေးပြက်ပြီးမလုတ်ချင်တာနဲ့ပင်မနာနဲ့စာရာနဲ့ညီနဲ့ငါတော့ဖြစ်ပါဦးကာလီမရဲ့ရှင်ကြီးခိုးပါရဲ့ငါတခြားလူခေါ်ပေးရစီညီမလာပါနဲ့တော့အဖေတို့ပင်ပြောပြော ကာလီမမလာပဲမနေအဝတ်တွေကြိုပြီးလျှော်ထားရင်အိုးတိုက်ပေးသွားသည်အိုးကြိုတိုက်ထားရင်စကားစမြည်ပြောပြီးပြန်သွားတတ်သည်ကာလီမနှစ်ပတ်သက်၍အခြားပြဿနာများရှိသေးသည် ငွေကိုလာကုန်မှရှင်းခိုင်း၍မရကြိုတောင်းတတ်သည် တောင်း၍မရလျှင်ခြေသည်တခါတည်းကြိုယူငွေကလစာထပ်ပင်နှစ်ဆလောက်များနေတတ်သည် မပေး၍လည်းမရအမေအသေးအတန်းဖြစ်၍ခလေးဆေးထိုးခြင်း၍နှင့်တခါတည်းစားစရာမရှိသောသဖြင့်ဆံပေးလိုက်ရသည်သည်ဆလိတ်အစမိကျအစတကြားအစစားအစထောက်ပံ့ရသည်သည် မလာနှစ်ပြောလဲလာသည် နှင်းနှင်းလဲပြုံး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 ဖြင့်ပေးကပ်နေတတ်သည် ာလီမိုက်တာဝင်သည်တနေ့တစ်နေ့ပြီလာသည် လေးလာသည်ခက်သည်ကဒီကြားမှာမကြာခဏဆိုသလိုအဝတ်အစားများပျောက်ပျောက်သွားတဲ့အချိန်မှာကလေးပေါင်းပြီးခါဝင်လုံကြီးစသည့်အဝတ်အစားဟောင်းများပျောက်ပျောက်သွားတတ်သည်ပျောက်စားကပြောင်းမှန်းမသိဝိမည်ကျန်ကမှမရှိဘဲဖြစ်နေတတ်သည်ဤသည်နှင့်ပတ်သက်၍လည်းအင်ရှင်မကကာလီမကိုဆွဆွဲသည်ဒီလိုနှင့်တနေ့ကျတော့အကြီးမားဆုံးပြဿနာပေါ်လာသည်ကလေးဆွဲကြိုးပျောက်ခြင်းပဲဖြစ်သည် ရွှေကဘာမှမဖြစ်လောက်အဖို့မတန်းသို့သောကလေးအားအမတ်တရလက်ဆောင်ပေးထားသည့်ပစ္စည်းဖြစ်၍နှမျောကြသည်အဲ့နီယာကာလီမာတို့သားမိအစောကြီးရောက်နေသည်ကြိုတင်ငွေတောင်းသည်အင်ရှင်မကမပေးနိုင်ဟု တင်းနေသည် ကာလီမာသည်ဆွဲချိုးရှင်သမီးငယ်အားရေချိုးပေးခဲ့သည်သူပြန်သွားပြီးခဏကြာတော့ဆွဲချိုးပြောက်ချောင်းတည်ရသည်အိမ်မှာနေရာနှန့်ရှားသည် မတွေ့အဆုံးမတော့ကာလီမာကိုရွတ်ဆွတ်တော်သည် ကာလီမာခိုးသည်ဟုဆွဆွဲသည် ညီမီယူလို့ဘသူယူမှလဲညီပဲရှိရညီပဲသမီးကိုရေချိုးပေးရပစ္စည်းကတမိုးမရှိပေမဲ့အမှတ်တရပေးထားတာ8ယူထားရင်ပြန်ပေးညီတောင်းတဲ့ပတ်စံလဲပေးမယ်အင်ရှင်မကချော့တခါချောက်တလဲဖြင့်တောင်းသည်ကာလီမမယူမကာလီမဒါမျိုးမလုပ်ဘူးကာလီမကခခတီတီညင်သည်အိမ်မှာလုံးကြီးတွေခါဝင်နေဖောင်းမိတွေမကြခဏပျောက်တယ်ညီပဲနေမှာပဲတို့ကတော့တနာလိုက်ရတာထောက်ပံ့လိုက်ရတာညီဒါမျိုးလုပ်တာဘာကောင်းသလဲ မိတို့ပင်ပျော်ပျော်ကာလီမသည်မျက်ရည်ကလေးကလေးနှင့်ညင်းသည်ကာလီမမယူမသို့ဖြင့်အဆုံးမှာတော့ပစ္စည်းကိုနိဗ္ဗာန်ပစ္စည်းရောဟောတုသဘောထားလိုက်ရတော့သည်လက်လျှော့လိုက်ရတော့သည်ကာလီမတို့သားမိလည်းပြန်ကြတော့သည်အဲ့ဒီညနေမှာပဲပျောက်သောဆွဲကြိုးအိယာထဲမှာပြန်တွေ့ရသည်အမှန်ကသမီးသည်ညကအိယာထဲမှာလူရင်းသိရင်ဆွဲကြိုးပြတ်ကျခဲ့ပုံရသည်ခေါင်းအောင်မှာပြိနေသည်မနှက်ထားတော့ဆွဲကြိုးမရှိရဘူးသတိမထားမိ ခြေချိုးပြီးမှသတိထားမိခြင်းဖြစ်သည်ပြီးအဝတ်များပျောက်ဆုံးခြင်းနဲ့ဆက်လင်း၍လည်းလက်သေးကိုရှာတွေ့ကြပြန်သည်စင်စစ်အဝတ်ကိုတန်းမှလှန်စဉ်ကလစ်ကိုကောင်းစွာမညံလေတိုးသောအခါအဝတ်လွင့်ကျသွားသည်အိမ်နောက်ဖေးလမ်းကြားမှာကပလတ်စတစ်ကောက်သူဘူးကွန်ကောက်သူတို့ဒူးနဲ့တည်းဖြတ်တန်းသွားလာနေကြသည်ပိုင်ရှင်မမြင်လင်သူတို့ကကောက်ယူသွားကြသည်သာဖြစ်သည်ဒီကြောင့်ွေတိလိုက်ရတော့တအိမ်လုံးစိတ်မကောင်းကြချိုးသဖြင့်ကာလီမားနှင့်ပတ်သက်၍ဖြစ်သည် ကာလီမာအမျိုးမျိုးဆွဆွဲကနင်မဲငဆပြောခဲ့မိသောအင်ရှင်မသည်ပို၍စိတ်မကောင်းဖြစ်ခဲ့ရသည်။နောင်တရနေသည်။ကာလီမာကိုအုံမွေးငပြောဝဲနဲ့လိုက်တောင်းပန်ရပုံပေါ်နေပြီ။အေးလေမနေ့ပြန်သူလာမှ တွေ့ရတော့မှာပဲ။သို့သောနောက်တနေ့တွင်ခါတိုင်းလိုကာလီမာပေါ်မလား။နောက်နေ့နောက်နေ့တွင်မှလည်းကာလီမာရောက်မလာတော့။ကာလီမာ၏အရေးရောင်ကိုတော့မှ မတွေ့ရတော့ဒီလိုနဲ့ရက်အတန်ကြာခဲ့သည်။ဒီနေ့မှာတော့ ာလီမနှင့်လမ်းမှာ အမတ်မထင်းဆုံရသည်။ဒီကပင်ဆ ảy ၍နှုတ်ဆက်ရသည်။ဟေ့ကာလီမအမေပျောက်ချက်သားကောင်းလာကြည်လား။နေမနှင်းကိုခဏခဏမေးနေ။အိမ်ဘက်လှည့်ဝင်လာရော။ကာလီမသည် မျက်လွာချထားသည်။ညီကြီးကိုစိုက်ကြည့်ရင်းကစကားဆိုသည်။အကိုတို့အိမ်ကိုကာလီမဘယ်တော့မှမလာဘူးလို့ဆုံးဖြတ်ထားတဲ့အကို။အိုးကဲကြည့်ကြပါလား။စိုးစမ်းမအောင်ဘာဖြစ်လို့။ကာလီမ၏မျက်နှာမော်လာသည်။ မျက်နှာရှိအကြောဆိုင်တို့မှဆုံးဖြတ်ချက်ဖြင့်တင်းမာလာသည်မြဝန်းတို့သည်လည်းဆူရှတောက်ပနေသည်ဟုထင်နေရသည် ကာလီမထံမှစကားသံများထွက်ပေါ်လာသည်အားကိုတည်တဲ့အတိုင်းကာလီမဆင်းရဲစားစရာမရှိဘူးဒါပေမဲ့ကာလီမမှာနော်လက်နှစ်ဖက်ရှိတဲ့အကိုကာလီမလက်နဲ့လှုပ်ရှားတယ်အဝတ်မဖြူဘူးနော်ကာလီမအပြစ်ပါ ကာလီမအမှားပါအဝတ်မဖြူလို့အားကိုတို့စိတ်ဆိုးတယ်နော်ကာလီမခံပါတယ် ရရင်လည်းခံမှာပဲအာကိုဒါပေမဲ့အဝတ်တွေမဖြူလို့အာကိုတို့စိတ်ဆိုးပြီးမလာနဲ့ပြောတယ်နော်ကာလီမစိတ်မနာဘူးလာပါလေဒါပေမဲ့အခုဟာကကာလီမမယူပဲယူတယ်ပြောတယ်နော်ကာလီမမခိုးပဲခိုးတယ်ပြောတယ်နော်ကာလီမငတ်သေးချင်းသေးပါစေသူတစ်ပါးပစ္စည်းဘယ်တော့မှမခိုးဘူးစိတ်ချအာကိုလူကြီးပဲစဉ်းစားကြည့်ပါလက်နဲ့လှုပ်ရှားတဲ့သူကိုအာကိုတို့တခိုးဆွဆွဲတယ်မကမှုရှိတယ်အာကိုကာလီမတိတ်ခါအများကြီးကြတယ်ဒါကြောင့်ကာလီမအများကြီးစိတ်ဆိုးတယ် အခုကားလေးမှမလုံးမရှိဘူးစားစရာမရှိဘူးဒါပေမဲ့အကိုတို့အိမ်ကိုတာတက်လုံးပြန်မလာဘူးဒါပါပဲအကို ကားလေးမှသွားမယ်ကားလေးမသည်မျက်စိအောင်မှထွက်ခွာသွားသည်အရေးပြောစင်မတန်ပူပြင်းနေသောကတ္တရာလန်ကိုဖနှက်မဲ့ခြေပေါ်အဖြစ်နှင်းကဖြတ်ကျော်သွားသည်အံ့ဩသည်လားထူးခြားစံကြယ်သည်လားဝမ်းသာကျေနပ်မိသည်လားမသိတစုံတစ်ခုသောခံစားချက်ဖြင့်ကြက်သီးမြတ်မြတ်ထားကကာလီမ၏ကြောပြင်ကို ငေးဆိုင်ကြည့်နေမိသည်။အော်ကာလီမာရင်ထဲမှရှင်းတို့လဲဥဒန်းကျူလိုက်မိပါတော့သည်။ဇလန်းလေးကိုအဆုံးထိနာဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျမတို့ရဲ့ channel ကနေနောက်ထပ်လဲစိတ်ဝင်စားဖို့ကောင်းတဲ့ဇလန်းများကိုတင်ဆက်ပေးသွားမှာဖြစ်လို့ channel လေးကို like and subscribe လေးနှိပ်ထားပေးဖို့မေးပါနဲ့နော်။